ဘလူးမကိုကလေးငယ်ရဲ့လက်မှာကင်စီပြီးတော့မိခင်ကိုတော့ကလေးရဲ့ခြေကိုကင်စီတယ်။ပြီးတော့သူတို့နှစ်ယောက်ကို လူခိုင်းတော့တယ်။လူလိုနိုင်တဲ့သူကတားရှင်ဖြစ်စေလို့လည်းပြောကြလိုက်တော့တယ်။ဒီနေ့မှာတော့မဟောတရာဇတ်တော်ကြီးတဲ့ကတားတရားစီရင်ခန်းကိုတင်ဆက်တော်မှာဖြစ်ပါလေဗျ။ဒီနေ့မှာတော့မိမတယောက်ဟာမိမိရဲ့တားကိုရင်မာပိုက်ချပြီးတော့ရေချိုးဖို့အတွက် မဟောဒရာဒုက္ခမေစီရင်အပ်တဲ့ရေကန်အနီးကိုရောက်လာခဲ့တယ်။အဲ့ဒါပြီးတော့ရေချိုးဖို့အတွက်သားငယ်ကိုအဝတ်ပေါ်မှာတိတ်ထားလိုက်တော့လေ။အဲ့ဒီအချိန်မှာပဲဘလူးမားတယောက်ဟာသူ့အနီးကိုရောက်လာခဲ့တော့လေ။အဲ့ဒီလိုနဲ့ဘလူးမားဟာ ထိုသားငယ်လေးကိုမြင်တဲ့အခါမှာတော့စားကြင်နေစိတ်ဖြစ်လာတော့လေ။အာဟိုမှာကလေးငယ်လေးတယောက်ပဲ။သူ့ရဲ့နုထွက်နေတဲ့အသားလေးကိုစားလိုက်ရရင်တော့ဘယ်လောက်များအရသာရှိမလဲမသိဘူး။ငါလူရောင်ဖန်ဆင်းပြီးတော့တွားအောင်မှာပဲ။အဲ့ဒီလိုပြောပြီးတော့ ဘလူမာဟာမိမတယောက်အတွင်ဖန်ဆင်းပြီးကလေးရှိယာရဲ့သို့ထွက်လာခဲ့တော့တယ်။အဲဒီလိုနဲ့ကလေးရဲ့အနီးကို ရောက်တဲ့အခါမှာတော့အဆွေမရေအဆွေရဲ့သားလေးကအလွန်ချစ်စရာကောင်းတာပဲ။ကျမချစ်ကြည့်လို့ရလား။ရပါတယ်ရှင်။ကလေးကိုချစ်လို့ချီတာပဲ။ချစ်ကြည့်ပါရှင်။အဲဒီလိုနဲ့ဘလူမာဟာကလေးကိုကောက်ချီလိုက်တော့တယ်။ပြီးတဲ့အခါမှာတော့ကလေးငယ်ကိုရင်မာပိုက်ပြီးတော့ထွက်ပြေးသွားတော့တယ်။ အဲ့ဒီအခါမှာကလေးရဲ့မိခင်ဖြစ်တဲ့သူဟာလည်းဘလူးမရဲ့နောက်ကိုအပြေးလိုက်တော့တယ်။အဲ့ဒီလိုနဲ့မဟောတရားရဲ့ကြောင်းကြီးကိုရောက်တဲ့အခါမှာတော့ဘလူးမကိုမှီသွားတော့တယ်။အိုးအဆွေမကျွန်ုပ်ရဲ့သားငယ်ကိုယူပြီးတော့ဘယ်လိုသွားမှလဲကွ။အဲ့ဒီအခါဘလူးမကတင့်သားကဘာမှရှိတာလဲ။ဒီတငယ်ကငါရဲ့သားပဲကွ။အဲ့ဒီလိုသူတို့နှစ်ဦးညင်းခုန်နေကြတော့တယ်။အဲ့ဒီညင်းခုန်နေတဲ့အတန်ကိုဖះလောက်မဟောတရားကြားတဲ့အခါမှာတော့ သူတို့နှစ်ဦးကိုခေါ်ခိုင်းလိုက်တော့လေအဲ့ဒီလိုနဲ့အဲ့ဒီအမျိုးသမီးနှစ်ဦးရောက်လာတဲ့အခါမှာတော့သင်တို့နှစ်ယောက်အပေကြောင့်ခိုက်ရန်ဖြစ်နေကြတာလေကွအဲ့ဒီအခါဘလူးမကအရှင်သားကျွန်ုပ်ရဲ့သားကိုရင်မာပိုက်ချီပြီးတော့လိုရာခီးကိုတွားနေတာပါဒါကိုဒီမိမကကြုတ်ကိုမသိပဲနဲ့ဒီသားဟာသူ့သားဆိုပြီးတော့ကြုတ်ကိုဆွဆွဲနေတာပါအဲ့ဒီလိုဖြေချလိုက်တော့လေအဲ့ဒီအခါမှာအမေအရင်ဖြစ်တဲ့အမျိုးသမီးကအဲ့ဒီလိုမဟုတ်ပါဘူးအရှင်သာ ကျွန်တော်မျိုးမဟာအရှင်စီရင်အပ်တဲ့ရေကမ်းမှာရေချိုးဖို့အတွက်ရောက်လာခဲ့တာပါအဲ့ဒီမှာရေချိုးဖို့အတွက်ကလေးကိုခဏချသိထားတာအဲ့ဒီချိန်မှာလေဒီမိမရောက်လာပြီးတော့ကလေးကချစ်စရာလေးခဏလောက်ချီချစ်ကျင်နေဆိုလို့ကျမပေးချီလိုက်တာပါရှင်အဲ့ဒါကို तू ကကျမရဲ့ကလေးကိုယူပြီးတော့ထွက်ပြေးသွားတာပါအဲ့ဒီလိုအเจ้าရအလုံးစုံတို့ကိုပြောချလိုက်တော့လေအဲ့ဒီအခါဖះလောင်းကသူတို့နှစ်ဦးရဲ့ဇကားကိုကြားပြီးလင်းထိုမိမတို့ရဲ့အမူအရာလက္ခဏာကိုစင်ကျင်ကြည့်တော့လေ အဲ့ဒီအခါမှာတော့ခိုးသူမဟာဘလူးမဖြစ်တယ်ဆိုတာကိုဖះလောင်းမဟုတ်တာလေးကသိရှိနေတော့လေဒါပေမဲ့အများသူငါတို့ကိုလည်းသိစေချင်တဲ့အတွက်တင်းတို့ငါရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာကြမလားကွအဲ့ဒီလိုမေးထားလိုက်တဲ့အခါမှာတော့မိမနှူးတို့ကလည်းဖះလောင်းမဟုတ်တာလေးရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့အတွက်သဘောတူလိုက်ကြတော့လေအဲ့ဒီလိုနဲ့ဖះလောင်းမဟုတ်တာဟာစီးတစ်ခုထားပြီးတော့စီးရဲ့လင်းမှာကလေးငယ်ကိုထားလိုက်တော့လေပြီးတဲ့အခါမှာတော့ဘလူးမကိုကလေးငယ်ရဲ့လက်မှာကင်စီပြီးတော့ ီဂင်ကိုတော့ကလေးရဲ့ခြေကိုကင်စေတယ်။ပြီးတော့သူတို့နှစ်ယောက်ကိုလူခိုင်းတော့တယ်။လူလိုနိုင်တဲ့သူကတားရှင်ဖြစ်စေလို့လည်းပြောကြလိုက်တော့တယ်။အဲဒီအခါအမျိုးသမီးနှစ်ဦးဟာလည်းဖယားလောက်ဆိုတဲ့အတိုင်းလူရဲကြတဲ့အခါမှာတော့ကလေးငယ်ဟာအလွန်နာကျင်၍တဲထန်စွာငိုတော့တယ်။အဲဒီအခါမိခင်ဖြစ်သူကမိမိနှလုံးကွဲတဲ့ကဲ့သို့ပြင်းစွာပင်ပန်းသည့်ဖြစ်၍သူငယ်ရဲ့ခြေမှလွတ်ပြီးတော့ညှိုးငယ်စွာရက်နေတော့တယ်။ အဲ့ဒီအခါမှာတော့မဟောတရာသူခမေဟာပြိဿအပေါင်းတို့အားအချင်းတို့ကလေးငယ်ကိုမိခင်ကချစ်တာလားဒါမှမဟုတ်မိခင်မဟုတ်တော့သူကချစ်တာလားကွအဲ့ဒီလိုမေးထားလိုက်တော့လေအဲ့ဒီအခါမှာတော့လူအပေါင်းတို့ကလည်းမိခင်ဖြစ်သူသားသားတို့ကိုလွန်စွာချစ်တယ်လို့ဖြေချလိုက်တော့လေအဲ့ဒီအခါမှာဖះလောင်းကအချင်းတို့ယခုသူငယ်ကိုလူယူနိုင်သောမိမဟာထိုသူငယ်ရဲ့မိခင်လောမလူယူနိုင်၍မှိုင်းနေသောမိမက ထိုသူငယ်ရဲ့မိခင်လောအဲ့ဒီအခါမှာတော့ ပရိသတ်အပေါင်းတို့ဟာသူငရဲ့နာကျင်ခြင်းကိုတီးမခံနိုင်မဲ့လွတ်လိုက်တဲ့မိမဟာမိခင်အရင်ဖြစ်လောက်တယ်လို့ဖြေချလိုက်တော့တယ်။အဲဒီခါမှာဖယားလောင်ကအချင်းတို့ဒီမိမက လူမဟုတ်ဘူးဘလူမပဲဖြစ်တယ်။ဤသူငယ်ကို စားလို့ရခိုးယူလာတာကွ။အဲဒီခါပရိသတ်အပေါင်းတို့ကမဟောတရာဘလို့တိတလဲလို့မေးထားလိုက်တော့တယ်။အချင်းတို့ဤခိုးသူမကိုတင်းတို့ရှုကြကုန်လို့မျက်တောင်ကလည်းမခက်မျက်တောက်ကလည်းနှီးတယ်ကွ။သူငယ်အပေါ်မှာ တနာချစ်ခင်ခြင်းကလည်းတဇက်မှမရှိဘူးအဲ့ဒီအကြောင်းနဲ့ကြောင့်ဘလူးမှဖြစ်တယ်လို့သိရတာပဲအဲ့ဒီလိုပြောကြပြီးတော့အသင်မျိုးသမီးတင်ကဘသူလဲကွအမှန်တိုင်းဖြေလို့အရှင်သားကျွန်ုပ်ကဘလူးမှဧကန်ဖြစ်တာအမှန်ပါရှင်ဒါဆိုရင်ဘာကြောင့်သူငယ်ကိုတင်ဖမ်းရတာလဲကွအရှင်သားဤသူငယ်ကိုကျွန်ုပ်စားလို့ရဖမ်းဆီးခဲ့တာပါအဲ့ဒီအခါဖယားလောင်းမဟုတ်တာကဟဲ့ဘလူးမတင်ဟာရှေ့တန်တရာက မလိမ္မာမိုက်မဲသောအလျောက်သူ့အသက်ကိုတတ်ချင်း အဆရှိတဲ့မကောင်းမှုတွေကိုပြုလုပ်ခဲ့တယ်။ဒါကြောင့်ယခုလိုဘလူးဖုတ်ပိတ်တာမျိုးတို့နဲ့ဖြစ်တာတော့မှတင်ထိတ်လန့်မှုမရှိဘူးလားကွ။ယခုတပံမကောင်းမှုကိုတင်ထက်ပြီးတော့ပြုကျင့်ပြန်တယ်ကွ။ဒါကြောင့်နောက်ခါဒီလိုမကောင်းမှုမျိုးကိုမလုပ်နဲ့။ကံငါးပါးကိုစောင့်ထိန်။အဲဒီလိုနဲ့ဘလူးမကိုမကောင်းမှုမပြုရင်ဆုံးမလိုက်တော့တယ်။အဲဒီအချင်းအရာကိုမဟောတရာတုခမင်းလေးကိုစောင့်ကြည့်နေတော့အမတ်ကြီးကသိရသဖြင့်မင်းကြီးအားရှောက်တင်စေတော့တယ်။ အဲ့ဒီလိုနဲ့မင်းကြီးဟာလည်းအလုံးစုံသောအကြောင်းတော်ကိုကြားသိရတဲ့အခါမှာတော့တင်နကအမကြီးကိုခေါ်ယူပြီးတော့ရှေ့နီးများအတူမေးမြန်းတော့တယ်။အဲ့ဒီအခါတင်နကအမကြီးကလည်းရှေ့နီးများအတူမဟောဒနာသူခမင်းလေးကိုခေါ်ယူဖို့မတင်သေးကြောင်းရှောက်တင်ထားတဲ့အတွက်မင်းကြီးမှာစိတ်ညစ်ညူးပြီးတော့မဟောဒနာသူခမင်းလေးအားထက်မှန်စောင့်ကြည့်ဖို့အတွက်အမကြီးကိုပဲမှာကြားလိုက်တော့တယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးရတဲ့တယောက်ချင်းစီတောင်အထူးပဲကျေးဇူးတင်ရှိပါတယ်။